အလှမလုပ်ဖိလက်ဆောင်တွေလက်ခံလို့ဝေဖန်ခံနေရတဲ့လီမင်ဟိုအားလုံးမင်္ဂလာပါကိုချေရတဲ့အမှုပညာရှင်တယောက်ရဲ့အမွေးနေ့ကိုရောက်လာပြီဆိုရင်တကမာလုံးမှာရှိကြတဲ့ပြည်သက်တွေကကိုလက်လန်းမီယာနီမြို့မြို့နဲ့စူတောင်းမြစ်သားတွေပို့သားကြရင်ချစ်ချင်းမြစ်တာကိုဖော်ပြလေးရှိကြပါတယ်အမှုပညာရှင်တွေကလည်းဒီမြစ်တာလေးတွေကို social media မှာပြန်လည်မျှဝေရင်းကျေးဇူးတင်တတ်ကြပါတယ်ဒါဟာပြည်သက်နဲ့ idol ကြကလှပတဲ့အခိုက်အတန့်လေးတွေဖြစ်ပါတယ် ဇွန်လ22ရက်နေ့မှာထိတ်တန်းမင်းသားလီမင်ဟိုကသူ့ရဲ့မွေးနေ့အတွက်ပြိသက်တွေစီကလက်ခံရရှိထားတဲ့မွေးနေ့လက်ဆောင်တွေကိုသူ့ရဲ့ဆိုရှယ်မီဒီယာမှာပြန်လည်မျှဝေလာခဲ့ပြီးတခမ်းလုံးပြည်နေတဲ့မြစ်တာလေးတွေအတွက်ကျေးဇူးတင်ကြောင်းပြောလာခဲ့ပါတယ်။ဒါပေမဲ့ဒီအခိုက်အတန့်လေးကိုကြည်နူးရမယ့်အစားတချို့ကတော့အပြက်တွေပြောလာခဲ့ပါတယ်။ လီမင်ဟိုကသူ့ရဲ့ Instagram မှာပုံတချို့တင်လာခဲ့ပြီးကျွန်တော်ရရှိထားတဲ့အချက်တွေအားလုံးကြောင့်ဒီနေ့အထိကျွန်တော်ရက်တည်နိုင်နေတာမို့အားလုံးကိုထပ်လောင်းကျေးဇူးတင်ပါတယ်ဗျအားလုံးလည်းကျွန်တော်နဲ့ထပ်တူပျော်ရွှင်ကြဖို့မျှော်လင့်ပါတယ်လို့យေတာထားပါတယ်ဓာတ်ပုံတွေထဲမှာလီမင်ဟိုကလက်ဆောင်တွေပန်းစည်းတွေတံပိုးကြီးဘူးတွေကိတ်တွေနဲ့ပြည့်နေတဲ့အခန်းကြီးရဲ့အလယ်မှာရက်နေရင်းနှွေးနှွေးထွေးထွေးပြုံနေပါတယ်ဒီလိုတိမ်မွေ့ပြီးဂျေဇုတင်တတ်တဲ့စိတ်ထားလေးရှိတာကြောင့်လီမင်ဟိုဟာပြည်သက်တွေစီကနေတဲတဲလို့အခြေခံနေရတယ်ဆိုတာလည်းအမှန်ပါပဲ 1989ဇွန်လ22ရက်နေ့မှာမွေးဖွားခဲ့တဲ့မင်းသားလီမင်ဟိုဟာဒီနှစ်မှာအသက်38နှစ်ပြည့်ခဲ့တာဖြစ်ပြီးအနုပညာသက်တမ်းကတော့19နှစ်ထဲကိုရောက်ရှိနေပါပြီ။လီမင်ဟိုဟာဒီနှစ်တွေအတွင်းကေဒရာမာဇာတ်လမ်းကောင်းတွေအများကြီးရိုက်ကူးခဲ့ပြီးသူ့ရဲ့ကြော်ကြားမှုကိုတောင်ကိုရီးယားမှာနေမကဘဲတစ်ကမ္ဘာလုံးတိုင်းတာထိပြန့်ကျက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းပြည်သက်ချိုးကတော့ဒါတွေကိုမူတီတာမပွားနိုင်ပါဘူး။တချို့ကလီမင်ဟိုရဲ့အပြုမူကိုဝေဖန်လာကြပြီးမင်းသားရဲ့အဆင့်တန်းနေဆိုရင်မွေးနေ့လက်ဆောင်တွေလက်ခံနေမယ့်အစားဈေးရုံတွေကိုပြန်လှူသင့်တယ်လို့ဝေဖန်ပြောဆိုနေကြပါတယ်။တချို့ကလည်းမင်းသားအနေနဲ့ငွေကြေးပိုင်းမှာစိတ်ပူနေရတဲ့သူမဟုတ်တာကြောင့်လက်ဆောင်တွေလက်မခံတော့ပဲပရာဟိတဘက်ကိုပို့အားတန်ပြီးအလှမြများလုပ်သင့်တယ်လို့ပြောဆိုနေကြပါတယ်။တချို့ကတော့လီမင်ဟိုရဲ့အပြုမူတွေဟာတခြားနုပညာရှင်တွေနဲ့အများကြီးကွာခြားတဲ့အကြောင်းလေးထောက်ပြနေကြပါတယ်။ ီဘက်ခင်မှာအမှုပညာရှင်တော်တော်များများကမွေးနေ့လက်ဆောင်တွေလက်မခံကြတော့ပဲရင်းရင်ကျကျညင်းဆန်လာကြပြီးအလူတန်းဘက်ကိုပိုအားတန်နေကြပါတယ်ဥပမာ G-Dragon ဆိုရင်သူ့ရဲ့မွေးနေ့တော့က UN ဒုက္ခသည် Agency ကိုကိုရီးယားဝမ်81တသမ8သန်းလှူပေးခဲ့တာကြောင့်သတင်းတွေမှာဝေဝေဆဆဖော်ပြခံခဲ့ရပါတယ်။ပတ်ပိုကန်ဆိုရင်လည်းပြည်သက်တွေစီကလက်ဆောင်တွေကို Social Media မှာလက်ဆောင်ထက်စာရင်စိတ်ရင်းကအရေးကြီးပါတယ်ခင်ဗျာလို့ရင်းရင်ကျကျညင်းပေးခဲ့တာကြောင့်အများကြီးချီးကျူးခံခဲ့ရပါတယ်။ နောက်ဆုံးလီမင်ဟိုရဲ့ One the Stars Gossip Drama တွေကတွဲဖက်မင်းသမီးခွန်ဟိုချင်းကတော့ဝင်းနေလက်ဆောင်တွေမပေးချဘူး2022တုန်းကဆိုရှယ်မီဒီယာကနေတစင်အသိပေးခဲ့ပါဗျ။အမှုပညာရှင်တော်တော်များများကလက်ဆောင်ထက်ပြိသက်စိတ်ရင်းကိုပိုအလေးထားနေကြတဲ့အချိန်မှာလီမင်ဟိုကပြိသက်ရဲ့လက်ဆောင်တွေချာကနေဒီလိုပျော်ရွှင်ပြနေတဲ့အခါနီတီစင်တွေချာမှာမျက်စိစပယ်မွေးဆူးစရာကိစ္စတစ်ခုဖြစ်သွားခဲ့ရပါဗျ။ လက်တလုံးမှာလီမင်ဟိုရဲ့ရုပ်ရှင်အသစ် Omniscient Readers Viewpoint ကိုဇူလိုင်23မှာစတင်ပြသသွားဖို့ရှိနေပြီး Superstar တွေအများကြီးပါဝင်ထားတာကြောင့်ပရိသတ်တွေကစိတ်ဝင်စားနဲ့စောင့်ကြည့်နေကြပါတယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်ရှင်။